ဒီနေ့တင်ပေးမှာကတော့အတိတ်မှာသူများဘာတွေလုပ်ခဲ့လဲဆိုတာမေးတတ်ဖို့နဲ့ကိုယ်လည်းဘာတွေလုပ်ခဲ့လဲဆိုတာကိုပြောပြတတ်ဖို့ပဲဖြစ်တယ်။အဲ့ဒီမှာရှိတဲ့စာကြောင်း၅ကြောင်းအရင်က simple ဖြစ်တယ်။အရင်ကရိုးရှင်းပြီးတော့လွယ်ကူတဲ့စာကြောင်းတစ်ကြောင်းဖြစ်တယ်။စာကြောင်း၅ကြောင်းဖြစ်တယ်ပေါ့နော်။အဲ့စာကြောင်းတွေကိုလုံးဝဗီဒီယိုချက်ပြီးတော့ခုမှကိုအရင်ဆုံးစမ်းကြည့်တင်တယ်။စမ်းကြည့်တင်ပြီးတော့မှဆရာနဲ့အဖြေတိုက်မယ်။မသိတဲ့ vocabulary ပါလာခဲ့တယ်ဆိုရင်ကြက်လိုက်မယ်။မသိတဲ့အသုံးအနှုန်းပါလာရဆိုရင်မှတ်လိုက်မယ်။ ရေးမယ်ဒါဆိုရင်ရက်60ရက်နဲ့အဲလိုချင်တဲ့ goal အခုရမှာဖြစ်တယ်ပေါ့နော်အဲ့တော့မှလည်းဘာဖြစ်လဲဆိုလို့ရှိရင် English speaking ကအဲဒီတိုင်းနေရာလဲဆိုင်တိုးတက်လာမှာဖြစ်တယ်ကြည့်အဲ့ဆိုဗီဒီယိုလေးခဏလေးရက်ပြီးတော့ main sending main ရဲ့ sending ခုနေရာဘယ်လိုလဲဟိုလွန်ခဲ့တဲ့ sending ခုနေရာပြောချင်တာထူးခြားတဲ့နေရာကိုမင်းသွားခဲ့လားငါကတကယ်ချင်းနေတဲ့အချိန်ကိုဆုံးလိုက်တယ် ငါအိယာထားနောက်ကြတယ်ငါအေယိုတန်ရှဲလုပ်တယ်ငါအချိုးလုပ်တွေကိုလက်ဆက်တတ်တယ်အဲဒါတွေကို verb 2တွေပေါ့နော်ပြောရမယ်ဆိုရင် adjective နဲ့ verb 2နဲ့တောင်းရမယ်ဒါရှိရဟိုအင်္ဂလိပ်စာအောက်တတ်ချက်ပေါ်ရ30စီးမှလည်းဆရာတင်ထားခဲ့ပြီးပြီအဲအဲ့ဒါလေးတွေကိုဘယ်လိုမျိုးပြောမလဲဆိုတာကိုအရေးကောင်စမ်းကြည့်မယ်လုံးဝစမ်းကြည့်တင်တယ်နော်ဒီလိုဗီဒီယိုလေးရပြီးစမ်းကြည့်မယ်ဒီနေ့ဟာလွယ်တယ်ဟုတ်ပြီအဲအားဆိုရှင်ဖြည့်ပြီးတွေ့လို့ပဲဆရာယူဆက်လိုက်တော့မယ်ဒါဆိုရင်ဆရာအဖြေတတ်ကြရအောင်ဘလို့လဲလဲမေးခွန်းနေတဲ့အားလုံးဒီဆရာတို့က WH mode ဟောင်းနေပဲစာမှာဘလို့လဲဆိုတော့ဆရာကလည်းဆိုရင်ဟောင်းနေလေးလိုက်ပြီး ဖြစ်သည်ဆိုရသည်ပဲပါတယ်ဗျမင်းရဲ့စနေလေးခုနေကဘလို့ဖြစ်တယ်လဲဖြစ်သည်ဆိုရင် MSR ကိုသုံးရမယ်ဒါပေမဲ့ဒီကောင်ကအတိတ်ဖြစ်တယ်အဲ့တော့ MSR ရဲ့ part 2တွေကဆရာတော်ဘာလဲဆိုရှင် wordsware လို့မှတ်ထားမယ်ဒါဒီနေ့တော့မှတ်ထားမယ်ဟာအစ်ပေါ့နော်အဲ့တော့ဆရာတော်ဘလို့မျိုး ပြန်ပြောပြမယ်ဖြစ်သည်ဆိုတာ MSR အဲ့တော့မှအတိတ်အနေနဲ့သုံးမယ်ဆိုရင် wordsware ကိုသုံးရမယ်အဲ့တော့ main ရဲ့စနေလေးခုနေကဘလို့လဲဆိုတော့ဆရာတော်ဘာသုံးလိုက်ဆိုရင် MSR မသုံးဘဲနဲ့ wordsware တွေက words ကိုသုံးလိုက်တယ် how was main ရဲ့ဆိုတာတင်းဤကိုပြောချင်တာဖြစ်တယ်ကြောင့် your စနေတနေ့ခုနေကို Saturday and Sunday လို့မသုံးမလဲဘယ်လိုမျိုးသုံးလဲဆိုရင် weekend လို့သုံးရမယ်။ဒါလည်းတစ်ခါပြောပြပါထားဘူးလေ။တပတ်ကိုဆိုရင် a week လို့ခေါ်တယ်။အဲဒီတပတ်မှာမှအဲ9ရက်ရှိတယ်ပေါ့နော်။ Monday to Friday ရုံးတဲ့ကြောင်းတဲ့ရက်တွေကြတော့ week day လို့ခေါ်တယ်။နောက်မှကြတော့အဲ9ရက်ပြီးတော့နောက်ဆုံး2ရက်ကအဆုံးသက်တဲ့ရက်ကိုကြတော့ week end လို့ခေါ်တယ်။ဒါပေမဲ့အတန်လေးကဆက်သွားတော့ weekend လို့အတန်ထွက်သွားတယ်နော်။အဲ့တော့ how was your weekend? မှာ recent က2ရက်ပါလာပါပြီလို့ဒီမှာဝယ်ဟိုဘက်က west ဖြစ်တာလေဆိုရင်2ရက်ကိုပေါင်းပြီးတော့စုပြီးတော့ပြောထားတဲ့သဘောမျိုးဖြစ်နေတယ်ပေါ့နော်ပြောမယ်ဆိုရင်မိသားစုလိုပဲမိသားစုကိုတယောက်ချင်းနေခွဲပြောမယ်ဆိုရင်ဘောင်နမ2ယောက်တို့ညီကို2ယောက်တို့ဆိုရင်အများသဘောဆောင်ပါမယ်မိသားစုစကူသုံးခြုံပြီး family လို့သုံးလိုက်တဲ့အခါမှာခြုံပြီးတော့ the bound တစ်စီးတဲ့သုံးလိုက်တဲ့အခါမှာကျတော့ is ပြဖြစ်သွားတယ်ဒီသဘောမျိုးပါပဲအနောက်ကထူးခြားတဲ့တနေရာကိုမင်းသွားခဲ့လားလားမေးဖို့ဆိုရင်ရှေ့ကိုပါထုတ်ရမယ်ဆိုရင်အခုထုတ်ရမယ် အတိတ်ဆိုတော့ခဲ့ဆိုတော့ဘာထုတ်ရမှာလဲပြောပြတာလဲဆိုရင် DID date ထုတ်ရမယ်။ပြီးရင် subject က main ဆိုတော့ you subject ပြီးလို့ရှိရင်ဒီမှာ main verb လာရမယ်။ဒါ share 30စီမှာဒါတွေထပ်ခါထပ်ကပြောပြထားပြီးဒါ did you သွားတာပါလဲဆိုရင် go did you go ပေါ့။တနေ့ရရတနေ့ရရအောင်အင်္ဂလိပ်လို Samuel လို့ခေါ်တယ်။ဒါပေမဲ့မေးခွန်းနေအငင်းနေမှာဆိုရင် Samuel လို့မသုံးဘဲလဲ anyway လို့သုံးမယ်မှတ်ထားနော် positive လို့ဆိုလို့ affirmative လို့ခေါ်တယ်ရူးစာကြောင့်မှာဆိုရှင် summary လို့သုံးမှာဖြစ်ပြီးတော့ question လို့ negative တို့မှာဆိုရင်မေးခွန်းတွေနဲ့အငင်းတွေမှာဆိုရင် anyway လို့သုံးမှာဖြစ်တယ်အဲ့တော့ anyway အဲ့တော့ did you go anywhere အဲ to ကြားတာကိုကျွန်တော်အင်္ဂလိပ်လိုပြောလို့ဆို special လို့ခေါ်ပါမလားအဲ့တော့ did you go anywhere special မင်း to ရှားတဲ့နေရာတာကိုတွားခဲ့သေးလားရပါတယ်နော်အဲဒါတစ်ခါငါကတကယ်ချင်းတွေနဲ့အချိန်ပုံဆုံးတယ်ဆက်ချက်ကငါကဆိုတော့ဗာမျက်စောက်လိုက်မယ်ဆိုရင် subject ပြင်ပဲသွားမလဲ verb ကိုသွားမယ်ပုံစုံနဲ့ဆိုတာအချိန်ကိုအသုံးပြုတာအဲ့ဒါလေးကိုမှတ်ထားမယ်အဲ့ဒါဆိုရင် span ဒါက verb one ပေါ့ဒါပေမဲ့ပြီးသွားပြီးအသေးဖြစ်သွားပြီဆိုတော့ verb two ပြောတော့ spent spent ကဘာတူ啊 spent လို့တဲ့ဒါ verb two လို့မှတ်ထားမယ်ဘာကိုဖြုံးတာလဲအချိန်ကိုဖြုံးတာဆိုတော့ time ပေါ့ဖြုံးတာတော့မဟုတ်ပေါ့သုံးတာပေါ့နော်အချိန်ဖြုံးရဒီမှာ waste လို့တော့မှာ i spent time တကယ်ချင်းတွေနဲ့နဲ့အတူဖြစ်အောင် quick လေးပါဝင်တကယ်ချင်းတွေနော် အဲငားရတငယ်ချင်းဖြစ်အောင်ပြောရမယ်ဆိုရင်ဒီမှာကျွန်တော်တို့ပြောမထည့်ပြမယ်လေဒီတငယ်ချင်းတွေကကျွန်တော်ရဲ့တငယ်ချင်းတွေဖြစ်တယ်ဆိုတဲ့သဘောတရားလေးကိုရေးပါများရင်ဒီမှာလေးကအော်တိုထက်တက်လာနိုင်မယ်အဲတော့ငားရတငယ်ချင်းတွေဆို F R I E M D friend တငယ်ချင်းဒူရီဆိုအများသဘောဆိုတော့ S လေးထည့်လိုက်အောင်အဲ့တော့မဖြစ်သွားလဲ I spend time with my friends ဟောနောက်တစ်ခါငားအိယာထားနောက်ကြတယ် subject ကငားဆိုတော့ I ပေါ့ subject ပြီးနောက်မှာအိယာထားတာကိုအဲ့လိုမှတ်ထားမယ်အိယာထားတာနှစ်မျိုးရှိတယ်အဲ နှိုးဆက်တံပြီးလို့မျိုးလုံးလေးပွင့်သွားတယ်အဲ့လိုပွင့်သွားတာလေးကို wake up လို့ခေါ်တယ်အဲ့ဒါပြန်ပြီးတော့မှအဲပြန်နှက်နေလိုက်တည်ရပါတော့ပြန်ပြီးနှက်နေလိုက်ပြီးတော့မှတခါဟောတကယ်ကြီးမတက်ရက်ပြီးထလာပြီးဆိုတော့ကျွန်မ get up လို့ယူဆတာပေါ့အဲ့တော့ဒီမှာဆိုရင် wake up တုံးလိုက်ရတယ် get up တုံးလိုက်ရတယ်ဒါကတော့အိတ်နေပြီးတော့မှအိတ်ရထလာတာနောက်ကြတယ်အိတ်ရနိုးတာနောက်ကြလို့ယူဆပြီးတော့ဆရာတော့ wake up တုံးမယ်ဒါပေမဲ့ဒါလည်းအတိတ်ဖြစ်တဲ့ကြောင့် verb တုံးရမယ် wake up verb ကိုသိရလားမသိမှထားမယ်အဲ့ဒါပါလို့ဆိုရင် woke up အဲ့တော့ that's all တော့ woke up I woke up နောက်ကျတာပါလဲဆိုရင် I late ဆိုတော့ I woke up late ငါအဲ့ရထားလဲနောက်ကျခဲ့တယ်ငါအင်ကိုတန်ရှင်းလုပ်တယ် subject က I ပေါ့အဲ့မေးဟိုနောက်ကလုပ်တယ်ဆိုရဲဟောက်သွားမယ်အဲ့လိုတန်တန်ရှင်းလို့တော့လို့တော့တက်တက်ရေးစရာမလိုတော့တန်ရှင်းလို့တော့အင်းလို့ clean လို့တလုံးလေးလုတ်လိုက်တယ်လေတန်ရှင်းလို့တယ်လို့အဓိပ္ပာယ်ထပ်သွားပြီ ED ဘာကြောင့်ပါလာလဲဆရာ verdu လို့ပါလာတာပေါ့နော်အတိတ်ဆိုတာ verdu နဲ့ရေးရမယ်ဘာကိုလဲအင်ကို my house အခုလုံး mine ပါပြန်လာလဲဒီအိမ်ကဘယ်သူအိမ်လဲကျွန်ုပ်ဤအိမ်ဆိုရက်သဘောတရားပါလို့ခဏကကျွန်ုပ်ဤတကယ်ရင်းသူလူမှာပဲ mine ထဲတယ်လို့ဒီမှာလဲ mine နေပါအဲ့ဒါတွေရေးပါများရင်သိလာရင် I claim my house ငါ invitation လုပ်ခဲ့တယ်ငါအချို့လူတွေကိုလက်ဆတ်တတ်တယ်အဲ့ငါဆိုတော့ subject ဆိုတော့ I ဟုတ်ပြီလက်ဆတ်တတ်တယ်ဆိုတာကိုတော်တော်ကြီးခေါင်းစားပါလားဘာမှတော့မခေါင်းစားတာမဟုတ်ပါဘူး finish ပဲလေပြီးဆုံးစီတီးဆိုတာလေးပဲအဲ့တော့မ edit ထဲတော့ verdu ပေါ့ I finish အချို့အလုပ်တွေဆိုတော့ Sam ဒါရိုးရိုးလားမေးခွန်းလားကြည့်ရမေးခွန်းလည်းမဟုတ်ဘူးအငင်းလည်းမဟုတ်ဘူးဆမ်တုံးမယ်မေးခွန်းနဲ့အငင်းနဲ့ဆိုရင်အန်ဒီတုံးပါနော်အချို့ဆိုရဲဟာလေးကိုရိုးရိုးဆိုရင်ဆမ်တုံးမယ်မေးခွန်းနေတဲ့အငင်းနဲ့မှာဆိုအန်ဒီတုံးမယ်အဲ့တော့အချို့အလုပ်တွေဆိုတော့ဆမ်ဝေါ့ပေါ့နော်အချို့အလုပ်တွေကိုအဲငါလက်စားတက်လိုက်ကြ I finished some work လိုက်ပြောကြည့်အောင် How was your weekend Did you go anywhere special I spent time with my friends I woke up late I cleaned my house I finished some work အဲ့တော့နေ့တိုင်းတင်ပေးနေတဲ့ daily lesson လေးတွေကိုတခြားလေးမှတ်ပြီးတော့လိုက်ပြီးတော့ လုပ်မယ်ဘယ်ရမဆိုတနေ့နေတိုင်းစီးကန်စီးနေကန်းနဲ့မမှန်ကန်ကန်လေးနေတိုင်းလုပ်နေမယ်ဆိုလို့ရှိရင်မအောင်မြင်စရာကြောင်းမရှိဘူးပေါ့နော်ပြီးတော့ဆရာ source တွေကိုလည်းတခြားရှာပြီးတော့အာ step by step ဆရာသွားနေတယ်ဆရာကခေါင်းစစ်တစ်ခုရှင်းပြီးတော့ဆရာတခြားရွေးချယ်တယ်ရွေးချယ်ပြီးတော့ဆရာတခြားလေးရှင်းအောင်အချိန်ယူပြီးတော့ဖြည်းဖြည်းချင်းတင်ကြပြပြဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးခွင့်ရရတော့မှအားလုံးကိုဆရာစူးစမ်းစေခြင်းနဲ့နေတင်စေခြင်းနဲ့အားလုံးပဲအဆင်ပြေကြပါစေနော်